မင်္ဂလာပါရှင်။ UFO 2015 2015ရွေးကောက်ပွဲထူးစစ်စဉ်ကနှခွန်ဆက်ပါတယ်။ကျမကတော့ယမင်းဦးပါရှင်။ဒီတစ်ပတ်အတွက်စူးစီးထားတဲ့ရွေးကောက်ပွဲဆိုင်ရာသတင်းတွေကိုအရင်ဆုံးတင်ဆက်ပေးပါမယ်။2015ရွေးကောက်ပွဲစောင့်ကြည့်နိုင်ရဲ့အတွက်တိကျတေကြတဲ့စီမင်းစည်းကမ်းတွေချမှတ်ပေးဖို့လိုအပ်နေတယ်လို့ရဲဖက်အဖွဲ့အစည်းတွေကထောက်ပြနေပါဗျာ။ကျွန်တော်တို့ကပြောတဲ့အခါမှာအာအထူးကတော့ဒီဒီအခြေခံချက်ကနေပြီးတော့မှ ဒီအရှင်းပြီးတော့မှစစ်မှန်တဲ့ရွေးကောက်ပွဲဒီမိုကရက်တစ်ရွေးကောက်ပွဲဆိုတာဘယ်လိုမှမျိုးလဲလို့ရှင်းပြပြီးတော့တရားရင်ထဲမှာပဲဒီရွေးကောက်ပွဲမှာပါဝင်မဲ့ကျွန်တော်လေ့လာဆောင်ကြည့်တဲ့လူတွေအခိုင်အလာတို့လိုက်နာအောင်ချင်းမို့တည်စံနေခံလုံးတွေပြောတယ်ဆိုတော့ကျွန်တော်တို့ကရွေးကောက်ပွဲတမန်တမန်ကြောက်ဖို့ဆိုလို့ရှိရင်ရွေးကောက်ပွဲဆောင်ကြည့်တဲ့လူရှိုံနေတဲ့ကျွန်တော်တို့မပြည့်စုံရွေးကောက်ပွဲဆောင်ကြည့်တဲ့လူတွေဒီတမန်တမန်ဘယ်မှလိုက်ပဲဆောင်ကြည့်တဲ့လူတွေလုံးလုံးနိုင်တဲ့အခြေအနေလေလာဆောင်ကြည့်ရဲ့အဖွဲ့ရည်အနေနဲ့ဗမ်မလိုက်ပဲဆောင်ရွက်နိုင်ဖို့ဆိုတာလည်းစိန်ခေါ်မှုတည်းရဖြစ်နေပါဗျ။ အခုပြောင်စုရေကောက်ပွဲပေါ်မရှင်းရနေပြီကျွန်တော်တို့ကိုဒီရေကောက်ပွဲစောင့်သိနေရဦးဒီအတွက်ဘူချန်းတော့ပေါ်တဲ့ဘူချန်းထုတ်ပေးရပါပြီအဲ့ဒီမှာလည်းပါတီဆိုရင်ပြင်ရမယ်ဆိုတာပါပါတယ်ဒါပေမဲ့ခက်ကြကကျွန်တော်တို့မြန်မာနိုင်ငံမှာအခုတတိပါတီဆိုရင်ပြင်မယ်ဆိုတာဘာလဲဆိုရင်ဒီပဲသမတ်ချက်ကအခုဒီတသက်မှတ်မှတ်မရှိသေးတော့ရွေးကောက်ပွဲကော်မရှင်အနေနဲ့သတ်မှတ်ထားတဲ့စီမံစီကံတွေကိုလိုက်နာမဲ့နိုင်ငံတကာနဲ့ပြည်တွင်းလေးလာစောင့်ကြည့်ရေးအဖွဲ့တွေကိုခွင့်ပြုသွားမှာဖြစ်တယ်လို့လည်းပြောထားပါဗျာ။ ပထမဆုံးသောပါတီစုံမြန်မာနိုင်ငံရေးသင်တန်းကိုဒဝဲမြို့မှာဖွင့်လှစ်ခဲ့ပါတယ်။ပါတီစုံမြန်မာနိုင်ငံရေးသင်တန်းကြောင့်ကို Netherlands Institute for Multi-Party Democracy နဲ့ Demo Finland တို့ကပူးပေါင်းစီစဉ်ခြင်းဖြစ်ပြီးပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ပံ့ပိုးမှုနဲ့ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။နှလားတာကြာမြင့်တဲ့ဒီသင်တန်းကိုဒဝဲတိုင်းရင်းသားပါတီ Democratic Party မြန်မာမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတိုင်းသားစည်းလုံးညီညွတ်ရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီတို့ကသုံးဦးစီနဲ့တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်ကတက်ရောက်ကြပါတယ်။ နိုင်ငံသမားတွေရဲ့လုပ်ငန်းတာဝန်တွေပါတီတွေရဲ့လုပ်ငန်းတာဝန်တွေနဲ့ဗဟုသုတတွေဒီမိုကရေစီဆိုင်ရာအရေးအသွေးတွေပုံမှုတိုးတက်စေရန်ရည်ရွယ်ပြီးတော့အင်ဒိုနီးရှားနိုင်ငံမြန်မာနိုင်ငံနယ်သာလန်နိုင်ငံနဲ့ထိုင်းနိုင်ငံတို့ကသင်တန်းဆရာဆရာတွေကနေနိုင်ငံရေးတွေ့ကြုံတွေနိုင်ငံရေးတာဝန်တွေသီအိုရီကိုသင်ကြားပေးခဲ့ပါတယ်။ပါတီစုံမြန်မာနိုင်ငံရေးသင်တန်းတွေကိုတခြားတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာလည်းဆက်လက်ဖွင့်လှစ်သွားဖို့စီစဉ်နေပါတယ်။မျိုးသားဒီမိုကရေစီအင်အားစုပါတီအနေနဲ့မဲဆန္ဒနဲ့အားလုံးကဝင်ရောက်ရှင်ပြန်သွားမှာမဟုတ်ဘူးလို့ပါတီဥက္ကဋ္ဌဦးကမောင်ဆွေကပြောပါရယ် ျွန်တော်တို့ရုံးခွဲတွေရှိရနေရတိုင်းပြည်နိုင်ပြည်နယ်အားလုံးလုံးမှာကျွန်တော်ဝင်သွားဖို့လေဟိုဆွံ့ပြတ်ထားပါဗျ။အဲနောက်ပြီးတော့ဆွံ့ပြတ်ပြင်ဆွံ့ပြတ်တော့လည်းပဲတိုင်းနယ်ပြည်နယ်တတိုင်းလုံးတပြည်နယ်လုံးဝင်မလားဆိုတော့လေအဲ့လိုပဲမဟုတ်ပြန်ပါဘူး။ကျွန်တော်တို့ဒီရုံးရုံးခွဲတွေရှိရနေရတွေအပြင်ကျွန်တော်ပါတီပေါ်မှာကျွန်တော်မူဝါဒပေါ်မှာကျွန်တော်လွတ်တော်ထဲမှာဆွံ့ရခဲ့အကြောင်းအရာတွေပေါ်မှာအာယုံကြမယ်။တကယ်တမ်းနိုင်ငံရေးပေါ်မှာအာယုံကြတဲ့ လူအုပ်စုတွေရှိတဲ့နေရာတွေလူအုပ်စုရှိတဲ့နေရာတွေကိုပြစ်မှတ်ထားပြီးကျွန်တော်တို့ကဝင်သွားမှာဆိုတော့ပြည်နယ်တစ်ခုတိုင်းတစ်ခုမှာကျွန်တော်တို့ရွေးချယ်ပြီးဝင်သွားမှာပါကိုယ်စလဲလောင်းတွေကိုတော့မေလအတွင်းမှာစီစစ်ရေးချဲသွားမှာဖြစ်ပါတယ်။ဒါအပြင်ပြည်သူတွေအနေနဲ့ဘာတွေလိုအပ်ချက်ရှိနေလဲ။နိုင်ငံရေးစိတ်ဝင်စားမှုဘယ်လောက်ရှိသလဲဆိုတဲ့အပေါ်စစ်တမ်းတွေလည်းကောက်ယူသွားမှာဖြစ်သလိုလူမှုတွေ့ဆုံပွဲတွေလည်းပြုလုပ်သွားဖို့စီစဉ်နေပါတယ်။ညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးပါတီကသူတို့ရဲ့ပါတီအမည်ကိုဗမာပြည်သူပါတီအမည်လို့ပြောင်းလဲအသုံးပြုလို့ကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုတင်ပြလာတဲ့အတွက် 2015ဖေဖော်ဝါရီလ9ရက်နေ့ရက်စွဲနဲ့ပြောင်းလဲသတ်မှတ်လိုက်ကြောင်းကြေညာလိုက်ပါတယ်။မမပြည်သူပါတီကို2017ခုနှစ်ကစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံဟာ2015ရွေးကောက်ပွဲလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်စေရေးအတွက်ရွေးကောက်ပွဲကော်မရှင်အရက်ဖတ်အဖွဲ့အစည်းတွေအပြင်သတင်းမီဒီယာတွေနဲ့လည်းပူးပေါင်းဆောင်ရွက်နေသလိုလိုအပ်တဲ့ကူညီပံ့ပိုးမှုတွေကိုလည်းလှုံ့ဆော်နေပါဗျ။ဒါအပြင်ဗြိတိန်နိုင်ငံအလှူရှင်တွေအနေနဲ့လည်းနိုင်ငံရေးပါတီတွေကိုကူညီထောက်ပံ့မှုတွေလည်းရှိနေတယ်လို့ဗြိတိန်သံမကြီးအန်ဒရူးပက်ထရစ်ကပြောပါဗျ။ That coalition of, of, of donors is working with the political parties. So, some of the donors are talking about how you run an election campaign, for example. and that is that's available to all of the political parties it's not uh, it's not limited to any one party we ourselves are not doing that but some of the other donors are doing that ရခိုင်ပြည်နယ်မြောက်ဦးမြို့မှာပါတီရုံးချုပ်ဖွင့်လှစ်ထားတဲ့မျိုးအမျိုးသားဒီမိုကရေစီပါတီကို2015ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့ရနေစပြီးနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုံမှန်9နဲ့အညီမှတ်ပုံတင်ခွင့်ပြုလိုက်ပါတယ်ပါတီမှတ်ပုံတင်အမှတ်80ဖြစ်ပါတယ် လူငယ်တွေကမှဆက်ဖီရိုက်တာကိုစိတ်ဝင်စားမှုတွေပုံမှန်များပြလာလို့နှစ်နှစ်ချက်ချက်လေးလှုပ်ဆောင်နေပါဗျ။2015အောက်တိုဘာလကနိုဝင်ဘာလဇန်မာရွေးကောက်ပွဲကျင်းပမယ်လို့ပြည်အောင်သူရွေးကောက်ပွဲကော်မရှင်ကကြေညာထားပါဗျ။မြန်မာနိုင်ငံရဲ့အပြောင်းလဲကြီးတစ်ခုဖြစ်ပေါ်လာစေမယ့်ဒီရွေးကောက်ပွဲမှာလှုပ်ဝက်မဲပေးနေစဉ်အတွင်းလူငယ်တွေအနေနဲ့ဆက်ဖီရိုက်ကြအောင်ပါလား။ကြက်လူရိုက်တာပေါ့ရိုက်လို့ကြက်တာ။ဒါမှတကူလုံးမရဘူးမျက်နှာပဲအမြဲရိုက်တယ်။ဟုတ်ဆက်ဖီရရတာကိုကြိုက်ပါတယ်အမြဲတမ်းလည်းရိုက်ဖြစ်ပါတယ်။ဟုတ်ဆက်ဖီရရတာကြိုက်ပါတယ်။ မဲပေးရမှာလှုပ်ဝက်မဲပေးနည်းစနစ်ကိုအနှောက်အယှက်မဖြစ်စေရဆိုတဲ့ပြဋ္ဌာန်းချက်လည်းရှိပါတယ်ရေဘူးရအဖြစ်မဲယုံတွေကိုတယ်လီဖုန်းယူခွင့်ပေးမထားပါဘူးဟိုရေဘူးအဖြစ်ကတော့ तू ကမဲပေးဖို့ပဲဟိုဒီဒီမဲယုံထဲမှာအဲ့လိုကင်မရာတွေတို့ဘာတို့ဒီမက်ဆန်နိုင်ရှင်ကယူလာစရာအကြောင်းမရှိဘူးနော်ယူလာခွင့်လည်းမပြုဘူးနော် तू က तू ရဲ့ तू ရဲ့ဒီမှတ်ပုတ်တင်ကတ်တော့ပါမှာပေါ့အဲ့ဒါနဲ့ပဲ तू ကပြပြီးမဲထုတ်ပြီးတော့ပဲမဲသွားပြီးတော့ပေးယုံတယ်နော်မှ ကင်မရာဟန်ဖုန်းနဲ့ရိုက်တာလေးပြလိုက်တယ်ရေပုံအားဖြင့်တော့အင်္ဂလိပ်အဲ့ဒါကိုခုံးမပြပါဘူးလောလောဆယ်မှာတော့သူတို့ဥပဒေအရဆိုရင်တော့မဲပေးတဲ့သူတွေကယူခွင့်မရှိဘူးထင်တယ်မရှိဘူးဒါပေမဲ့အခုသူတို့စပြီးတော့မှခွင့်ပြုတာကဒီလေလာဆောင်ကြည့်တဲ့သူတွေကိုမှတ်တမ်းတင်ဖို့အတွက်သူတို့ secretary တွေယူခွင့်ပြုတယ်ဆိုတော့သဘောကတော့ကျွန်တော်ထင်တယ်တယ်လီဖုန်းတွေယူလို့ရမယ်ကင်မရာတွေယူလို့ရမယ်အဲ့လိုယူလို့ရမယ်အဲ့လိုဒီစားတယ် ဒါပေမဲ့ဒီလိုလှုပ်ဝက်မဲပေကန်အတွင်းဆက်စီရိုက်တာဟာမဲလိမ်မဲခိုးမှုတွေကိုကာကွယ်နိုင်လိမ့်မယ်လို့ယူဆကြတဲ့သူတွေလည်းရှိပါတယ်။တက်ကန်းထဲမှာရိုက်တင်လားမရိုက်တင်လားဆိုတော့ဟိုရိုက်ရိုက်လေရိုက်ရင်လည်းပြဿနာတော့မရှိဘူးရိုက်ရင်တော့ကောင်းတယ်ဟိုလူတွေကကွာကိုဘယ်ပါတီကိုမဲပေးခဲ့တယ်ဆိုတော့ဟိုပုံမှန်လင်းလင်းဖွင့်ပြောခြင်းအပြင်တစ်ဖက်ကဟိုပေါ့ မတရားတဲ့မဲတွေနောက်ပြီးတော့အဲ့လိုချိုးတင်မဲတွေနောက်ပြီးတော့အဲ့လိုမဟုတ်ကောက်ကမဲတွေဖြစ်လာဖို့အချက်တော့နေတာပေါ့နော်ဒီ self fine ရိုက်တဲ့ကိစ္စကတော့အင်မတန်မှကောင်းတယ်ကိုစိုက်နှစ်တက်တက်လို့မဲပေးနိုင်တယ်အင်းနောက်ခုကကြတော့ဒီ election wash ပေါ့နော်ဒီအနေရောက်ပဲစောင့်ကြည့်တဲ့အဖွဲ့တွေအနေနဲ့လေဒီပေါ်မှာသုံးသပ်သွားမယ်ဆိုလို့ရှိရင်ကိုယ့်နိုင်ငံမှာမဲအဖြစ်ကဘသူဘသူ့ကိုမဲပေးတယ်ဆိုတာကိုလေ့လာစောင့်ကြည့်နေရမှာခံမှန်းမှုတစ်ခုအနေနဲ့တော့ဒါတစ်ချက်ရလက်တစ်ခုကတော့ကောင်းတယ် ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေတော့စီကဲတီးတန်ထုတ်ပြန်ထားတာတွေမရှိပေမဲ့လည်း2015ရွေးကောက်ပွဲမှာတော့လိုအပ်ရင်လိုအပ်တယ်လို့စီကဲတွေထုတ်ပြန်သွားဖို့ရှိတယ်လို့လည်းဆိုပါတယ်စီကံချက်တစ်ခုတောင်ထပ်ထည့်ရမလို့ဖြစ်နေပြီ။အကယ်လို့အဲ့ဒါဆိုဒီဗီဒီယိုတော့ကျေးဇူးတင်ရမှာပေါ့။မက်ဆန်နာရှင်နဲ့မဲပေးရင်အဲ့ဒါမျိုးတွေယူမလာပါနဲ့မလုပ်ပါနဲ့လို့ပြောရမလို့ဖြစ်နေပြီ။ဟုတ်တယ်မလား။ဆိုတော့အဲ့လာပါပဲ။တီးကြတော့အကယ်လို့အဲ့ဒါမျိုးပြီးခဲ့တဲ့ရုပ်ကပွဲတွေအထိတော့မက်ဆန်နာရှင်ကိုအဲ့လိုမျိုးကန့်သက်ချက်မရှိပါဘူး။ ဆိုတော့ဒီပညာတွေကတွတ်တက်လာတယ်ဆိုတော့လူအရင်တို့လည်းတင်ပြပြီးကန့်တတ်ရင်လည်းကန့်တတ်မှာပေါ့အဲ့ဒါ2015မှာတော့အစီအစဉ်ရှိရဲ့ဒါကြောင့်မလို့လဲဆိုတော့ကိုပါဝဲပြည့်ဆိုရေးဝုံဝုံသူများကိုထုတ်ဖို့ပြခြင်းမှာပေါ့ဝဲပြည့်လို့ရှင်လဲဈိုက်ဖို့အစီအစဉ်ရှိပါတယ်ငါဘသူ့ကိုမဲပေးခဲ့တယ်ဟေးဆိုပြီးတော့ကြွေးကြော်ပြီးတော့ထားတာထားတော့လကောင်းဒါမှမဟုတ်ကိုမဲပေးခဲ့တဲ့ဟာတပွန်ရိုက်ပြီးတော့လို့များကျွန်တော်တို့ Facebook မှာတင်ခွင့်ရတယ်ဆိုရင်ဒါအင်မတမကောင်းတဲ့အချက်ပဲကျွန်တော်ကိုယ်တိုင်နဲ့ကျွန်တော်ကတကယ်လို့အဲ့လိုမျိုးရိုက်ခွင့်ရတယ်ဆိုရင်ကျွန်တော်ရဲ့ profile မှာကျွန်တော်ဒီဓာတ်ပုံတင်ပြမှာပါပဲဒီတစ်ပတ်ရွေးကောက်ပွဲတွေ့ဆုံမေးမြန်းခန်းအစီအစဉ်မှာတော့ပြည်ခိုင်မျိုးပါတီဒူဥက္ကဋ္ဌဦးထေဦးနဲ့တွေ့ဆုံမေးမြန်းထားပါတယ်ရှင်ဆက်လက်ရှုကြကြပါအောင်ရှင်ဟုတ်ကဲ့မင်္ဂလာပါရှင်။ကဲမင်္ဂလာပါဗျာ။ဟုတ်ကဲ့အခုလိုမျိုးဒေသတွေ့ဆုံဝင်ပေးတဲ့အတွက်ဒီဗီဟူသာကျေးဇူးတင်ပါတယ်ရှင်။ဟုတ်ပါပြီ။ပုံမှန်အဖြစ်ဒီ FPTV စနစ်နဲ့ရွေးချယ်တင်ပြခန်းနေရတာနေပြည်စနစ်ကိုပြောင်းလဲကျင့်သုံးပြီးတော့မှ ဒီရွေးကောက်ပွဲပြုလုပ်ခွင့်ဆိုရင်ဒါပြည်ခမျိုးပါတီတွေကိုအများကြီးထောက်ကူဖြစ်ပြီးမဲတွေကအဲ့ဘက်ကိုအားသာသွားမယ်လို့ပြောနေတာတွေရှိတယ်။အဲ့ဒီအပေါ်မှာရောဘယ်လိုမြင်လဲရှင်။ကျွန်တော်တော့မမြင်ပါဘူး။ဘယ်စနစ်ပဲဖြစ်ဖြစ်ပြည်သူယုံဖို့ပဲလိုတယ်။ဘယ်စနစ်ပဲဖြစ်ဖြစ်ပြည်သူမဲထဲမှာပဲရွေးကောက်ပွဲမှာအောင်မြင်တယ်။နော်။ဒါကြောင့်သို့တော်လည်းပဲဟလာမဲထဲတဲ့အချိန်မှာအချို့ကခွဲယူတာတို့အနိုင်ရတဲ့လူယူတဲ့စနစ်တို့ဒါတွေတော့ရှိပါလေ။နော်။သို့တော်လည်းပဲဘယ်စနစ်မဆိုပြည်သူမထောက်ခံရင်မရနိုင်ဘူး။အဲ့ဒီလူထောက်ခံမှုပဲအရေးကြီးတယ်။ ပြည်သူယုံဖို့ပဲလိုတယ်ပြည်သူထောက်ခံဖို့လိုတယ်ပြည်သူမဲပေးဖို့လိုတယ်ဒါကြောင့်ဒီစနစ်နှစ်ခုအပေါ်မှာတော့ကောင်းတာတွေလည်းရှိတယ်ဆိုးတာတွေလည်းရှိတယ်တွတ်တော်မှာကျွန်တော်ဆွေးနွေးခဲ့ကြပြီတွတ်တော်မှာတိုင်ခင်မှာလည်းကျွန်တော်တို့ပါတီထဲမှာဆွေးနွေးပါတယ်ဆွေးနွေးပြီးတဲ့အချိန်ကျတော့နောက်ဆုံးတွတ်တော်ရဲ့အဆုံးဖြတ်တိုင်းမှာကျွန်တော်တို့လိုက်လာမှာပေါ့နော် 2020ရွေးကောက်ပွဲတုန်းကဆိုရင်ဒီဒီခါမျိုးပါတီကမဲဆက်စည်းုံခဲ့ရပေါ့နော်အဲ့မဲ့အဲ့မဲ့မဲဆက်စည်းုံခဲ့တော့ဂရီပေးခဲ့တဲ့ဒီလုပ်ငန်းတွေနဲ့အများစုကဒါရွေးကောက်ပွဲပြီးသွားတဲ့အခါမှာတကယ်လို့အကောင့်ထဲမပေါ်တာတွေလည်းရှိတယ်လို့ပြောတယ်ဥပမာဆိုရင်ရန်ကုန်တိုင်းအတွင်းမှာဆိုရင်လမ်းတို့တချမ်းပဲခင်းပြီးပြောဆက်မခင်းပေးတဲ့ဟာမျိုးပေါ့နော်အခုဒီလာမဲ့2015တွေမှာကြတော့ဒီလိုအဖြစ်မျိုးတွေဖြစ်လာနိုင်လို့ရှိသေးလားအဲကျွန်တော်ဒါနဲ့ပတ်သက်လို့ရှင်းပြခြင်းနဲ့ကောင်းပါတယ်ဒီမိကုန်းလေးကနော် လမ်းတချမ်းခင်းရတယ်ဆိုတာအသွားလာပြတ်မှဆိုလို့ပဲအချမ်းကြီးမှာတချမ်းခင်းရတယ်နော်လမ်းကိုအပြည့်ခင်းပြီးပိတ်ထားလို့မရနိုင်ဘူးအဲကြောင့်လမ်းတချမ်းခင်းတယ်ဆိုတဲ့ဥစ္စာကိုလိုတဲ့ဘက်ကနေဆွဲပြောရင်တော့ဒီတိုင်းဖြစ်နေတယ်အဲနောက်တစ်ခုကတော့မဲဆွဲစီအောင်တာမဟုတ်ဘူးနော်ပြည်သူတွေလိုတယ်ဆိုတဲ့လုပ်ငန်းကိုဝင်လုပ်ပေးတာပဲနော်ဝင်လုပ်ပေးတယ်ဆိုတဲ့အချိန်မှာနော်တချို့ကိစ္စတွေဒီဒါစီမံငွေနဲ့လုပ်ရတာနော်ကျွန်တော်တို့ကကမောက်ထဝင်လုပ်တာတွေပဲရှိတယ်ပြည်သူအနေနဲ့ပူးပေါင်းပြီးဆောင်ရွက်တာတွေပဲရှိတယ် ဲ့လိုပူးပေါင်းဆောင်ရွက်ကြတဲ့အချိန်ကြတော့တခါတလေကြတော့နော်ငွေကြေးမရှိတဲ့အတွက်နော်ဒါမှမဟုတ်လည်းဦးစားပေးတွေသူဦးစားပေးအရာနော်မလုပ်ဖြစ်တာလည်းရှိတယ်သို့တော်လည်းပဲအဲ့ဒါတွေလည်းလုပ်နေတယ်ခုနော်အဲ့ဒါလုပ်နေတယ်ဆိုတဲ့ဥစ္စာကနော်2015နီးလို့မဟုတ်ဘူး2015ကာလမတိုင်ခင်တည်းကဒီဥစ္စာတွေကလုပ်နေရတယ်ဟုတ်ကဲ့ဒီ ပြည်ခံမျိုးပါတီအနေနဲ့ပေါ့နော်ဒီတိုင်းအထူးသဖြင့်တိုင်းသားပါတီတွေဒီပါတီငယ်နဲ့မဟာမိတ်ဖွဲ့ထားပြီးတော့မှဒီ2015ရွေးကောက်ပွဲအပြီးမှာဒီလွတ်တော်အတွင်းမှာနေရအများကြီးရအောင်လို့ဒီမဟာမိတ်တွေဖွဲ့နေတယ်လို့ဘွေဖန်တာတွေရှိရပေါ့အဲ့ဒီအပေါ်မှာရောဘယ်လိုမျိုးတုံ့ပြန်ကြလဲကျွန်တော်တို့မူဝါဒပါတီတိုင်းကိုလွတ်ဖို့ဂိုင်းပွဲလို့သဘောထားတာပဲเนาะဒါကြောင့်တိုင်းသားပါတီတွေကျွန်တော်တို့ကိုယ်တိုင်ကိုယ်ကလည်းဒေကရန်ပြောလို့ရှိရင်တိုင်းသားတွေပေါင်းစုံနေပါတီပါเนาะ ရှမ်းပြည်နယ်မှာဆိုရှမ်းနယ်အများကြီးပါတာပဲကချင်းပြည်နယ်ဆိုကချင်းနယ်အများကြီးပါတာပဲတိုင်းရင်းသားပါတီပဲလေဒါကြောင့်ကျန်တဲ့ပါတီတွေကိုလည်းပဲကျွန်တော်တို့ကလူပေါကိုင်းပဲလို့သဘောထားရဲဆိုတာဖြစ်တဲ့အတွက်သူတို့လည်းတွေ့လဲကူညီတယ်ကူညီတဲ့အတွက်ခင်ကြတာပေါ့နော်ခင်ကြတဲ့ပုံမူတည်ပြီးဒီလိုပြောတာလည်းဖြစ်ကောင်းဖြစ်နိုင်တာပေါ့နော်ဟုတ်ကဲ့ချင်းဒီ2015ရွေးကောက်ပွဲအလွန်မှာပေါ့ ဒီပြည်ခမျိုးပါတီအနေနဲ့ NLD သို့မဟုတ်တခြားပါတီတွေနဲ့အာမိတ်ပြုပြီးညွန်ပေါင်းအစိုးရအလိုမျိုးဖွဲ့စည်းဖို့များရောအဲ့လိုမျိုးကိုစဉ်းစားထားတာရှိတာရှင်အစိုးရဖွဲ့တယ်ဆိုတဲ့ဥစ္စာနဲ့ပတ်သက်လို့ကတော့ကျွန်တော်တို့ကတမနာစနစ်ဖြစ်ပါတယ်နော်တမနာစနစ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ကတမနာယာရုကိုပဲယာရမယ်ယာရပြီးတဲ့အချိန်မှာတမနာကြီးသူစိတ်ကြိုက်ခွင့်မှာပေါ့နော်ညွန်ပေါင်းဆိုတာကတော့အဲကျွန်တော်တို့ဝင်းရုပ်စနစ်ပေါ့နော်ဝင်းရုပ်စနစ်မှာဝင်းရုပ်စနစ်မှာလွှတ်တော်တိုင်းမှာအစိုးရဖွဲ့စည်းမယ်အညီညာကုညမယ်ဆိုရင် အင်းကလည်းတိတ်ပြီးတော့မှမတိတ်မင်းနေဖြစ်နေကြတဲ့အချိန်ကတော့ဘေးဘေးလောက်ကြတယ်ဟောအဲ့တော့ကျွန်တော်တို့မှာညုံမောင်းဆိုတဲ့အသုံးနှုံးနဲ့စာလို့ရှိရင်တော့အားလုံးပါဝင်မယ်ဆိုတဲ့အသုံးနှုံးတော့ရှိပါတယ်အားလုံးပါဝင်သင့်တာပေါ့နော်ပါဝင်နိုင်တာပေါ့နော်သို့တော်လည်းပဲနော်အစိုးရလုပ်မယ်ဆိုတဲ့အင်းကလည်းပဲလူတိုင်းကလည်းအစိုးရလုပ်လို့မှမရဘူးအစိုးရကဥချိုအေးတောင်းဝင်ဆိုတာလုံနိုင်စွမ်းရှိတဲ့လူပဲဖြစ်လိမ့်မယ်ဟုတ်လားလုံနိုင်စွမ်းရှိတဲ့လူပဲဒါဖြစ်တော့မှာပေါ့အခုလည်းဒီတိုင်းပဲဖြစ်နေတာပဲလीနော်တခြားပါတီတွေလည်းပါပါတယ် ပြန်လို့ကြံခိုင်တဲ့ဖွံ့ဖြိုးရေးပါတီအနေနဲ့2015ရွေးကောက်ပွဲမှာအနိုင်ရမယ်လို့ယုံကြည်ချက်ရှိပါရှင့်။ဟာယုံတာပေါ့။သိယုံတာပေါ့။နော်။မယုံဝင်နဲ့တော့လေဒီရွေးကောက်ပွဲပတ်စံအကုန်ခံပြီးပဲဝင်မလဲ။ဟုတ်ကဲ့။ဘာကြောင့်ယုံကြည်ရတာလဲ။နော်။ကျွန်တော်တို့နေမြေနဲ့ကျွန်တော်တို့သွားပါလေ။နော်။နေမြေနဲ့သွားတယ်။နေမြေနဲ့သွားတယ်ဆိုတဲ့ဥစ္စာကြားတဲ့အချိန်ကျတော့လူလူရဲ့နော်တုံ့ပြန်မှုတွေကျွန်တော်တို့သိပါတယ်။နေရာတိုင်းရဲ့လို့ပြောလို့မရဘူးနဲ့။ဒါပဲနုံးပြင်းဒီပါတည်တာတဲ့နေရာတွေကျွန်တော်တို့မှာရှိတယ်။ အဲ့ဒါဘယ်ပုံမှန်မှုဒီလဲဆိုရင်ခုနကကျွန်တော်ရှင်းပြတယ်နော်ပါတီရဲ့မူဝါဒမှန်တဲ့မူဝါဒပေါ့ပြည်သူပေါ်မှာချထားတယ်မှန်တဲ့မူဝါဒလက်တွေ့ကြတယ်လှုပ်ဆောင်မှုအဲ့ဒါ၄င်းနဲ့နော်ပြည်သူနဲ့တရင်တနည်းနေတဲ့ပုံမှာမူတည်တယ်ပြည်သူရဲ့ယုံကြည်မှုရှိတဲ့နေရာတွေကတော်တော်များတယ်လို့ပဲကျွန်တော်ပြောရမှာနောက်ကျွန်တော်တို့ကလူလူကိုထိတ်လန့်အောင်ကျွန်တော်တို့တခုမှမလွတ်ခဲ့ဘူးနော်သူတို့အတွက်ကောင်းတယ်ဆိုတဲ့ဥစ္စာတွေကိုပဲကျွန်တော်ဝိုင်းယူလာမယ်နော်ဝိုင်းယူကြအကုန်လုံးမလုပ်နိုင်ပါဘူးနော်အကုန်လုံးမလုပ်နိုင်ဘူးသို့တော်လည်းပဲတော်တော်များများလုပ်နိုင် နေရာတိုင်းမှာကျွန်တော်တို့ပါတီအနေနဲ့เนาะပါတီဝင်တွေအနေနဲ့ဆောင်ရွက်နေကြတယ်ဆိုတဲ့ဥစ္စာနေရာတိုင်းမှာရှိပါတယ်ခန္ဓာတိုင်းမှာရှိပါတယ်ဒါကြောင့်ဒီပေါ်မှာမူတည်ပြီးပြောမယ်ဆိုရင်တော့တခြားเนาะအနာမအနာရောက်တဲ့အချိန်ကြတော့မှเนาะအဲတခြားဥစ္စာတွေလွှမ်းမိုးသွားမယ်ဆိုရင်တော့လည်းတတ်နိုင်ဘူးပေါ့ဘာဖြစ်လို့လဲဆိုတော့เนาะမဲထည်တယ်ဆိုတဲ့ဥစ္စာကခုနယုံကြည်မှုအပေါ်မှာမူတည်ပြီးထည့်တာလည်းရှိတယ်အဲဒါတော့လည်းတချို့ကြတော့လည်းပဲ emotion ပေါ့ နော်စိတ်လှူရှားမှုပုံမှာထက်လက်တာလည်းရှိတယ်။ဒါကြောင့်စိတ်လှူရှားမှုပုံမှာတော့ကျွန်တော်မပြောနိုင်သေးဘူး။သို့တော်လည်းပဲလှူရှားမှုနဲ့ပတ်သက်လို့နော်အဲဒါကိုလိလာသုံးသက်ပြီးဆန်းစစ်မယ်ဆိုရင်တော့ကျွန်တော်နိုင်ပါ 2025ရွေးကောက်ပွဲဒုစီစဉ်ကိုဒီမှာပဲရည်နာပြရလိမ့်ရှင်2025ထွေထွေရွေးကောက်ပွဲအကြောင်း DVB ရဲ့သတင်းတင်ဆက်မှုမှာအတင်ကိုယ်တိုင်လည်းပါဝင်နိုင်ပါတယ်။တင်ရလက်ကန်းကွာကရွေးကောက်ပွဲနဲ့သဆိုင်တဲ့သတင်းတွေ၊ဓာတ်ပုံတွေ၊ဗီဒီယိုတွေကို ပေးပို့နိုင်ပါတယ်။ DVB Viber နံပါတ်39963628464ကိုပေးပို့ဆက်သွယ်နိုင်လို့ alexin@dvb.no ကိုလည်း ပြပိုဆက်သွဲနိုင်ပါတယ် Your Vote 2015 DVB ရွေးကောက်ပွဲထူးဆီစဉ်ကထုတ်လွှင့်နိုင်မှုအတွက်သတင်းတွေ၊ဓာတ်ပုံတွေ၊ဗီဒီယိုတွေကိုပြပို့ဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်